ကြိုက်တဲ့သူတွေပဲကိုကအဲ့လိုရွှေရပါဘာ။ခေါလုံးကန်တာဘာညာဆိုတော့အပင်အေးဘူးလေးတွေတော့ပေးရတာနဲ့ကို့မှာအဲ့လိုတစ်ဖက်သက်ချိန်ချက်နေရတာပေါ့။အေးနော်တစ်ဖက်သက်ချက်ကပူလောက်ပါရဲ့။ပြီးတော့ဟိုကို့တစ်ဖက်သက်ချက်နေရဲ့လူအားကြောင့်တခြားတစ်ယောက်ကိုချက်နေရဆိုတော့ကို့အနေနဲ့ကခံစားရတာပေါ့ တကိုင်းမှာတော့ကို driver ကိုဝင်းကိုပေါ့နော်သူကနေပြီးတော့ဖုန်းဆက်ပြီးတော့ဒီမှာပေါ့ကိုရှင်ဝင်လာကိုတစ်ဖက်သက်ကြိုက်တဲ့ကောင်မလေးရမုံမြမြက်ကိုကြတော့မကောင်းပြောမဲ့ကောင်မလေး character တော်တော် character အနေနဲ့ပါပြီးပါဆိုပြောလာတယ်အပင်တရားကိုနောက်ကနေလိုက်သွားတာပေါ့နော်ကိုရှင်ဝင်လာနဲ့ကအပြင်မှာတည်းကအဲ့လို MTV ရိုက်တယ်ကအရှင်နဲ့ကစုံဘူးရယ် MTV တစ်ချိန်ရိုက်တော့ဆိုကိုရှင်ဝင်လာကအသေးခွဲတဲ့သူလို့တာ မဲ့ဒီဇလန်တက်မှာကျတော့တွဲသူတစ်ဖက်သက်ကြိုက်တဲ့ကောင်ပါလို့ရှိတော့ဘလုံးမွေရမှာကိုကကိုကအလို့အဲဆောင်းနေဖြစ်ပေါ့နော်ရမုံရဲ့မကောင်းချက်ကိုပြောပြမိမဲ့ကိုရှင်မွေလာကြမရဘူးသူ့ရဲ့ကောင်ပါလို့မချိနဲ့ဆိုပုံစံမျိုးရှမ်းပြန်တွေးခံရကိုကကျတော့သူ့ကိုတစ်ဖက်သက်ကြိုက်တယ်အဲသူနဲ့ရှိနေရအလိုမျိုးပျော်တယ်ရှက်တယ်အဲ့လိုပေါ့နော်အာသူသူဘလုံးကနာဘာညာဆိုတော့အပင်အေးဘူးလေးတော့ပေးရတယ်ကို့မှာအဲ့လိုတစ်ဖက်သက်ကြိတ်ချက်နေရပေါ့ကိုရှင်မွေ အပြင်မှာရိုက်သမျှတော့ကိုရှင်ဝင်လာအသေးခွဲဒီတစ်ခါကျကိုရှင်ဝင်လာတော့တဖက်သက်စိုက်တဲ့ character လေးနဲ့လုပ်ပေးထားပါတယ်။အာအရန်အေးရယ်ရိုက်ကိုရလုပ်တော့မယ်ဆိုအရန်အေးပြီးတော့လေအဲ့ထိုင်ရတော့ပြောမထွက်တော့ချမ်းနေချမ်းပြီးတော့ဒါမဲ့လည်းရိုက်တဲ့ခါကျလို့ရှင်လုံးဝဟိုရိုက်ခင်မှာတော့အနှွေးတွေဝတ်ထားတယ်ရိုက်ပေးစောင်းနဲ့အနှွေးရဲ့ချွတ် ို့ရှင်ချမ်းတဲ့ပုံမပေါ်အောင်လို့အဲတိတ်စာလက်တွေပိုင်းနှွေးအောင်အဲခုံတိုင်းပိုင်းလှုပ်လိုက်သေးလှုပ်ပြီးတော့မှတိတ်စာမနှွေးရဲ့ပုံရအာမနှွေးရဲ့ပုံပေါက်ဖမ်းရသေးတယ်ပေါ့နော်ဒါပေမဲ့အရန်ရိုက်တဲ့ချိန်မှာလည်းအသားရောင်ဒဇက်ဆက်တုံချမ်းလုံးလုံးလေဟုတ်ပင်တရရသေးဘူးကိုရီးယားကျတော့အာကြောင်းတက်တယ်ပေါ့နော်ကြောင်းတက်တယ်မှမရင်အဲပင်တရအကြောင်းလေးပေါ့နော်ပင်တရနယ်မြို့ကျောင်းလေးမှာကျောင်းအဖြူစိမ့်လေးနဲ့တွားရိုက်ခဲ့ရတယ်တကယ်အမှန်ကြရပြီပါပြီးရင်အဲ့ဒီနယ်မြို့ကျောင်းကအဖြူစိမ့်နဲ့ အဲចောင်းသူចောင်းသားလေးပင်တရနေခံသူចောင်းသူចောင်းသားလေးနဲ့တူထမင်းဝိုင်းဖွဲ့ပြီးစားခဲ့ရအမှတ်တရလေအများကြီးပါအရန်ပြော်ဝတ်ကောင်းခဲ့ပါအမုံမလည်းချက်ပရိသတ်အနေနဲ့နည်းနည်းလေးတော့ပေါ့နော်စနိုးစနောက်တော့ဖြစ်မယ်နည်းနည်းတိတ်တော့ကြည့်မရဘူးပေါ့ကောင်မလေးကတစ်ဖက်သက်ကြိုက်ပြီးတော့စောင်းနှင်းဖြူလေးကိုချစ်တဲ့သူတွေကြတော့စောင်းနှင်းဖြူမကောင်းကြောင်းပြောတာဆိုတော့ဘယ်ကြိုက်မလဲပြီးတော့မဟုတ်ဘူးဘာလို့ဆိုတော့ပပလေးပဲပုတ်ခဲ့ရအရန်ကြီး အရင်အမြင်ကတရုတ်ဆောင်တဲ့ character တသက်အမတယောက်ရှိတယ်။သူကအရင်အမြင်ကတရုတ်ဆောင်တာညီမဆိုပပလေးပဲဒိုင်းချစ်တာလေးကိုပေါ်ရအောင်မဲပပလေးပဲပုတ်ခဲ့ရအောင်။အေးနော်တစ်ဖက်သက်ချစ်ကပူလောင်ပါတယ်။ပြီးတော့ဟိုကိုတစ်ဖက်သက်ချစ်နေရဲ့လူကကြောက်တခြားတယောက်ကိုချစ်နေရဆိုတော့ကိုအနေနဲ့ကခံစားရတာပေါ့ဘယ်လိုပြောရမလဲအဲ့ဒါ။အခု interview ကျင်းနေတဲ့သူတွေပဲဖြည့်ပေးလိုက်တော့ချစ်ခဲ့ဘူးရဲ့။ကျောင်းသားဘွားမှလည်းအဲ့လိုအချင်းမင်းလာခွာ။ စဉ်းစားရနော်အချင်းရတော့ဒီလိုပါပဲတွေးဆုံကြုံွဲလူတိုင်းကစစ်ကြရဲမုံကြရဲလမ်းခွဲကြအဆင်မပြေတော့လမ်းခွဲကြရဲပေါ့ဒီကိုင်းမှာလည်းအဲဒီကိုင်းမှာလည်းတစ်ဖက်သက်ကြိုက်တယ်တစ်ဖက်သက်ချစ်တယ်အဲနောက်ဆုံးတော့လေကိုချစ်တဲ့ကောင်လေးကတခြားဆောင်းနှဖြူလေးကိုပဲချစ်တယ်ဆိုတော့လေကို့အနေနဲ့ကဒီတိုင်းလေးပဲပေါ့ချိတ်ကွဲငိုစဲပဲပေါ့အမှန်တမ်းပြောရရင် စကားမှလာတဖက်သက်ကြိုက်တာအရှင်မအဲ့လိုကိုဘကဆောက်ပြီးတဖက်သက်ကြိုက်ဘူးလေဆိုတော့မရှိတရားမှမရှိခဲ့ဘူးအခုကြိုက်တဲ့သူတွေပဲကွာအဲ့လိုရွှေးရပါဘာလာကြိုက်တဲ့သူကတော့အဲ့လိုပေါ့ main ကလေးဆိုတော့လဲကြိုက်တဲ့ယောက်ျားလေးတော့ရှိရပါဒါသဘာဝပါပဲကြိုက်တဲ့ကောင်လေးတွေထဲမှာကိုနဲ့တင့်တော်တာလေးကိုနဲ့ chemistry မီးလောက်မှထင်တာလေးလောက်ပဲ ကြေးချယ်ပြီးတော့ရေးချယ်ခဲ့ရပါတယ်။မိခဲ့လားဆိုတော့မိခဲ့ပါတယ်။ချစ်နေတော့တော့မိခဲ့ကြရပဲလေ။မချစ်တော့လည်းမမိတော့ဘူး။နောက်နိုင်ပြောရရင်ညီမကအမတီဗီ4မှာအမတပါအချားမရှိပြီဇလန်းတွဲနဲ့အနိခင်စာစီဇော်ရဲ့တမီးအငယ်ဆုံးမိသက်ကာရိုက်တာနဲ့အရှင်ဆုံးရိုက်ခဲ့ရ။အဲ့ကားကပွာလောက်ကြာခဲ့6လလောက်ကြာခဲ့ဆောလာလောက်ဆိုညီမတို့ပြင်လာစင်လာဟုတ်အပိုင်းက40အပိုင်း40မှတပါအချားမရှိပြီတဲ့အနိခင်စာစီဇော်နဲ့ အာတေချာလေးကိုအဲ့တော့မှဆိုကရိုက်တာပြပြအောင်ညီမတို့ဆိုဟိုလိုမိတ်ကပ်လည်းမလဲဘူးကရိုက်တာပြပြအောင်တကယ်ရေနံချောင်းသူကောင်းပါလေး နေရာနေမြင်းချက်ကားဝင်နေဝစ်ပြီးတော့နေခဲ့ character ကိုပြင်ပြအောင်လုပ်ခဲ့အဲ့ကအရင်ရိုက်တာအဲ့ကရိုက်ပြီးတော့မှဒီမှာဒီကားမှာပေါ့နော်တော်တော် character အနေနဲ့ရိုက်ဖို့ပြောလာတဲ့ခါမှာကျတော့ဆင်းနေတယ်ပေါ့နော်ဇလန်းတွဲအနေနဲ့ဆင်းနေဆင်းနေဆိုမဲ့လဲအော်ညီမဘာပဲဖြစ်ဖြစ်ဟိုလှုပ်ကြည့်လိုက်မယ်ပေါ့ပါလိုက်မယ်ဆိုပြီးတော့ပါလိုက်တာပါလိုက်ပြီးတော့မှဒီကားအရင်ဆုံးပြပြစ်သွားတာမှတပါးချမ်းရှိပြီးရမပြဖြစ်သေးရပေါ့နော်အာဒီ view ning no tower way ဇလန်းတွဲလေးမှာညီမတော်တော် character နေပြီးတော့ဟိုပေါ့နော်အရန်မများ ားပေမဲ့အကောင်းဆုံးပါဝင်ပြီးတော့ကုညီအဖြစ်ပေးထားပါတယ်ဒီ Munino Tarawe ကားလေးဟာဒီအနုပညာရှင်မနမရဲ့အကောင်လုံးပေါ့နော်အာတငယ်ချင်းတွေအကောင်လုံးပေါင်းပြီးတော့တိတ်စာလေးစူးစမ်းထားရတာဖြစ်တဲ့အတွက်ကြောင့်ပြီးတော့ဇလန်းဝတ္ထုကလည်းကောင်းတယ်ဒရိုက်တာကိုဝင်းကိုရိုက်ထားဖြစ်တဲ့အတွက်ကြောင့်အာကောင်းတဲ့ကားလေးတကားဖြစ်ဖြစ်လာမှာပေါ့เนาะအဲဒါကြောင့်ပြိတ္တတွေအနေနဲ့တိချာလေးဇလန်းလေးကိုအာအနုပညာမှာတော့မှဘယ်လိုစူးစမ်းပြီးတော့တယောက်ဆောင်လာလဲဆိုတာစောင့်ကြည့်ပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်